ဆင်ရီယာဆိုရင်ကျမတို့မြန်မာနိုင်ငံရဲ့တစ်တော်တယံဇာတနယ်ပယ်မှာလောက်အားစွမ်းပကားတွေအမြင့်ဆုံးပေးဆက်နေကြတဲ့သတော်ဝါကြီးတွေပဲဖြစ်ပါတယ်။ရှေးရခင်ကလေးကမြန်မာနိုင်ငံရဲ့တစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာဆင်ရီကိုသာအဓိကထားအသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။တောင်ကုန်းတောင်တန်းဂျာကဘာနဲ့တောတောင်သဘာဝရာသီဥတုအခြေအနေများကြောင့် ဆက်ရန်ရားများစွာကိုအသုံးမပြုနိုင်ကြပဲယနေ့ထက်တိုင်းဆင်တွေကိုသာတစ်လို့ငုံပြီးမှတွင်ကျဲစွာအသုံးပြုကြစေပဲဖြစ်တယ်လူဆင်တွေဟာမြမတစ်ထုတ်လို့ရနေပေမှာယနေ့ထက်တိုင်းအဓိကအရေးပါတဲ့တရဝါတွေပဲဖြစ်လို့နေပါတယ်ဒါကြောင့်မို့ဒီလိုအရေးပါအရာရောက်တဲ့ဆင်တွေတဲကမှစကိုင်းတိုင်းဒေသကြီးကတာအနောက်တစ်ထုပ်ရေးဒေသ ဗမောက်နယ်မှာရှိတဲ့နိုင်ငံဆာကျွမ်းဝိုင်းအကွက်မှတ်ဒီကိုသွားရောက်ပြီးလုပ်ငန်းဝင်အတွင်ဝင်ရောက်လုပ်ကိုင်နေကြတဲ့တစ်ဆွဲစင်များနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီဂျိုဝိုင်းအတွင်မှာတော့တစ်ထုတ်ရီကာလအတွင်းစင်ဦးစီးများယာယီတဲကိုနေထိုင်ဖို့တိစောက်ထားတဲ့ဝါထရံကဝါထရံခင်းလို့တက်ကယ်မိုးထားတဲ့တဲလေးအတွင်မှာတော့ မနဲ့စောစောထလို့ဆင်ကောင်းမထွက်ခင်သူတခါငါတလှဲ့နေလက်ရည်တပြင်းဒီအားရပါးရစားတော့နေကြတယ်သူတို့ရဲ့ရိုးရှင်းလာတဲ့ဘဝတွေကိုကြည်ရင်ကျမရင်ထဲကြီးနူးမိတာကတော့အမှန်ပါပဲရှင် ြောလိုက်တာနဲ့လူအတော်များများကရေဘူးရအပြင်ဆင်တွေဟာတစ်ဆွဲနိုင်တယ်လို့ထင်ကြမှာပါတကယ်တော့ဆင်တိုင်းကတစ်ဆွဲလို့ရတာမဟုတ်ပဲဆင်မျိုးစားပေါ်ခွဲကြပြီးမှသာနိုင်ရာတာဝန်ကိုထမ်းဆောင်ရတာပဲဖြစ်ပါတယ်စင်ကောင်ကိုခိုင်းစေဖို့အတွက်စင်ဦးစီးတို့ရဲ့လုပ်ငန်းစဉ်များအတိုင်းစင်ကောင်စင်နေပြ ရေးချစတဲ့လုပ်ငန်းဆောင်တာများကိုလှုပ်ဆောင်ရပါတယ်။စင်ကောက်တယ်ဆိုတာကတော့အလုတ်ခွင်သိမ်းလို့တောတောင်အတွင်းအခြားသောဖြစ်ဆက်အစားအစာများရှောက်ဝေးစားတော့နိုင်ရင်တညာလုံးတောထဲမှာလှုပ်ထားတဲ့ဆင်တွေကိုလိုက်ရှာပြီးစင်စကန်းသူပြန်လဲခေါ်ဆောင်လာခြင်းကိုစင်သမားတို့ရဲ့အခေါ်အရာစင်ောက်တယ်လို့ခေါ်ကြခြင်းပဲဖြစ်ပါလိမ့်။ တနေ့တာလုပ်ငန်းခွင်အတွင်အဆင်ပြေချောမွေ့စေဖို့အတွက်စင်တို့ရဲ့နာမည်ဖြစ်တဲ့ဥဒေနာနန်းနန်းမှာစင်နဲ့ပြသရပါတယ်။တချို့သောဒေသတွေမှာတော့ဥဒေနာနတ်ကိုပဲအခေါ်ပြောင်းလဲကခေါ်ကာယီနဲ့ခူကာယီနဲ့လို့လည်းခေါ်ကြပါသေးတယ်။စင်တွေကိုရေချိုးပြရန်အတွက်စင်စကန်းအနီးမှာရှိရင်ရေချောင်းအင်းအိုင်တွေ စီကိုခေါ်ဆောင်ပြီးမျက်နှာတစ်သွားတိုက် ရေချိုးပြရပါတယ်။ ဆင်တွေရေချိုးပေးတာကိုတော့ဆင်သမားတို့ရဲ့အခေါ်အရာရေချတယ်လို့ခေါ်ကြတာပဲဖြစ်ပါတယ်။ဆင်တွေကလည်းရေချိုက်တဲ့သတော်ဝါတွေပဲဖြစ်ပါတယ်ရှင်။ဆင်တွေရေချိုးတဲ့နေရာမှာကျမသတိထားမိတာတခုရှိပါတယ်။ဝလုံးဆင်လေးပေါ်မှာတစ်ခေါက်ဖက်လေးတွေတင်ထားတာပါ။အဲ့ဒါကတော့စူးရစ်ဆင်ပဲဖြစ်ပါတယ်။ စူးရစ်တို့နယ်ဆိုတာကတော့စက်ပြာရေးထွက်တဲ့တစ်ခေါက်ပါစူးရစ်မှာပိုးတက်တဲ့အာနိသင်ရှိပါတယ်စူးရစ်တိုင်ရင်စက်ပြာမြုပ်လို့အမြုပ်တွေထွက်ပါတယ်အဲ့ဒီအမြုပ်ကစင်ရဲ့အေးပြားမှာရှိတဲ့ဂျေးတွေကိုပြောင်းစည်းအောင်သာမကစူးရစ်နဲ့နာနာတိုက်ပေးရင်တော့စင်ရဲ့အေးပြားမှာရှိတဲ့ပိုးထွက်မှုဖြစ်စေတဲ့ပိုးကိုပါသိစေနိုင်ပါတယ်စင်တွေအတွက်တော့စူးရစ်တို့နယ်ဆိုတာအသားရည်လှပတယ်လို့ပိုးမွားကင်းစင်စေတဲ့စက်ပြာလို့ပြောလို့ရပါတယ်ဒါကြောင့်မို့ စင်စစ်တိုင်းတပ်ဆိုင်ရာစင်စရာဝန်နေတာဝန်ခံဒေသတာဝန်ခံများကစင်တွေကိုရေချိုးရင်စုရစ်တိုက်ပေးဖို့အငင်းညွှန်ကြားလေးရှိပါတယ်အရာတွေပြီးပြီဆိုရင်တော့စင်တွေရဲ့ကျမ်းမာရေးကိုတပ်ဆိုင်ရာအရာရှိများကစစ်ဆေးရပါတယ်။စင်တွေကျမ်းမာရေးကောင်းမှလာသစ်ဆွဲနိုင်မှာဖြစ်ပါတယ်။ ဒီလိုကျမ်းမာရေးကောင်းမွန်တဲ့ဆိုရင်တော့တစ်ဆွဲဆင်များရဲ့အစင်းတန်စာများဖြစ်တဲ့အုံတုံးတရေချက်ဂုံစီကျူလေဘတ်ကျူဝမ်ဘတ်ကျူတစ်ဆွဲကျူတူတစ်ဆွဲကျူရှိစတာတွေကိုဆင်မြင်ရပါတယ်ဓာရီပါမသာတစ်ဆွဲရမှာအဆင်ပြေမှာပဲဖြစ်ပါတယ်တစ်ဆွဲဆင်တွေရဲ့အစင်းတန်စာများထားရှိရာတရေရန်တစ်ခုကလည်းဆင်ဝိုင်းတစ်ဝိုင်းမှာအထူးလိုအပ်လာပါတယ် ဒီနေရာမှာအလင်းသင်းတို့တင်ဆက်ပေးကြတာကတော့စင်နဲ့တင်မဆွဲမီတစ်ပင်တပင်ကိုဘယ်လိုသတ်မှတ်ချက်စီကံချက်တွေနဲ့ခုတ်လဲရတယ်ဆိုတာပဲဖြစ်ပါတယ်ရှင်။မန္တစ်ဘောတော့ကဒါသတ္တဝိသနာကနေမှတ်ရပြတာမန္တစ်မန္တစ်ဆိုတာအောက်မှာမန္တစ်တစ်ခုရှိတယ်အပေါ်ဟိုပဲဆက်မှာမန္တစ်တစ်ခုရှိတယ်ပြပြပြမယ်။လုံးပတ်ပြည့်မီတဲ့အပင်တွေဘောတော့သတ္တဝိသနာကဒါတိုင်းပြီးတော့မှတ်ရပြတယ်။ကိုလိုကတော့လဲလာပြီးတော့တွေ့တဲ့ပင်ကိုခင်လို့ခုတ်လို့ရအောင်။သတ္တဝိသနာရိုက်ပြထားတဲ့ပင်မှခုတ်လို့ရတယ်။ အစွမ်းသာဒီငုံအမြင်ထားတယ်ဆိုတာကိုကတစ်ပင်လဲလို့ရှိရင်အောက်မနစ်ကကြံဒီမနစ်ကလည်းဒီငုံမှကြံခဲ့ရငုံမှကြံခဲ့ရဆိုတပင်းနဲ့ရှင်းလက်မှာပေါ့နော်ဒီခြေကနေပြီးတော့အမြင့်တပင်းနဲ့ရှင်းလက်မှာနေရာမှာတစ်ပင်ခုတ်လိုက်တယ်ဒီမနစ်ကကြံခဲ့ရအောက်မနစ်ဒီဘက်မှာကျတော့အပေါ်မနစ်လေးတစ်ခုရှိတယ်ဒါကြတော့အပေါ်မနစ်လို့ခေါ်တာဒီမနစ်ကကျတော့အပင်လဲရင်ပါတော့မှာပေါ့နော်အောက်မနစ်ကြံခုတ်ရတာဒါအစ်မတစ်ပင်ဆိုတော့ငုံမျိုးတပင်းနဲ့ရှင်းလက်မှာရှိတဲ့နေရာမှာခုတ်ခုတ်ရတယ်ဒီလိုလုံးမဲ့ဆိုတာလူကြောက်ကြလိုက်လို့ရှိရင်ဆို ဒီညကိုခေါ်တာပေါ့ဒီညကိုခေါ်တာဒီလိုမဲ့အဲ့ဒီညနဲ့တန်းတန်းနေရမှာဒီတပင်လုံးဘက်ကိုတိုင်းတာမဟုတ်အောက်တော့ပဲမြောက်ဒါရင်သွင်းနေရာမှာရှိတဲ့နေရာပေါ့ဒါတစ်ပင်တိုင်းကိုတော့ဒီလိုကိုလိုဒီလိုချက်မတိုင်းဘူးဒီရင်သွင်းနဲ့ကိုက်တဲ့နေရာမှာဒုတ်ထောင်ဖြတ်ရတာဒုတ်ထောင်ပြီးတော့ဒါလုံးဘက်တိုင်းတယ်လုံးဘက်တော့ပြည့်တဲ့ပင်ပေါ့ဒီကောင်ဘယ်လောက်ရှိလား6နှစ်ဒီအင်ဂျင်ကိုဖောက်ဆုံညာဆိုလို့ရှိရင်မှတ်ရပြီးတယ်ပင်တော်ရပြီးတဲ့ခါပေါ့တလုံးကြီးတန်းလာလာရပြီးတယ်ဖောက်ဆုံညာအောက်ဒီနေ့ဆိုဟိုဖြစ်ချန်ပီယံဖြစ်တဲ့ထားပါပေါ့နော်ခုတ်လို့မရဘူး အပင်လဲရင်ကိုလဲကျင်တဲ့ဘက်လဲလှဲလို့မရဘူးသူအပင်ရဲ့အခြေအနေကိုကကွာခေါင်းခေါ်တာပေါ့ရုပ်အခြေအနေထူတဲ့ဘက်ရှိတယ်ပါတဲ့ဘက်ရှိတယ်ညင်းနေအပင်လည်းရှိတယ်လေဘယ်လိုအပင်ကြရလဲသူကအပင်ရဲ့လာရကောဟိုဘက်ကစောင်းနေရပေါ့နော်ကိုက်နေရဆိုတော့အဲ့ဘက်ကပဲဟိုကပြေးပြီးလက်ချရတာပေါ့ဒါရိုက်ရှင်ပြေးပြီးဒါရိုက်ရှင်ကခွန်စာထုတ်လိုက်တာပေါ့တော့တက်က၃ချက်သူလူနေရာမှာတစ်ချက်လူနေရာမှာတစ်ချက်ဒီတစ်ချက်နဲ့ယောဂါတစ်ချက်ကစုံရတယ်စုံရလို့ရှိရင်ဒီဒီညာအလွတ်ဖြစ်သွားတယ်ဒီညာကိုဖယ်လိုက်တာပေါ့နော်ဖယ်ပြီးမှဒီဒီနောက်ကနေကြည့်ထားရတယ်ကြည့်ထားရလို့ဆိုရင်ကိုလူကျင်တဲ့ညာကိုလဲသွားတယ် ။သူပြင်လဲရင်ကတော့တောင်တောင်ကိုလှမ်းပြီးလဲလို့မရဘူး။ကျောက်တုံးနေရှိတဲ့ဘက်ကိုလဲလို့မရဘူး။ပြီးတိကျပြီဆိုလို့ခုတည်းသူပြင်နေရှိတဲ့ဘက်ကိုလဲချလို့မရဘူး။ကျောက်တုံးနေပေါ်လဲချလို့မရဘူးဆိုတာဘုံတော့ကြာရင်ကွဲသွားနိုင်တယ်။ဟုတ်။သူပြင်ကကွဲသွားရင်ဘာမှတုံးလို့မရဘူး။ဒီပြင်ကကိုကဟိုဟာထုတ်ချင်တာကိုအထုတ်ချင်တာဆိုတော့ကွဲသွားရင်ဘာမှတုံးလို့မရတော့ရန်ထားခဲ့ရမှာနော်။ထားခဲ့ရမှာလို့ကျောက်တုံးနေရှိတဲ့ဘက်ကိုလဲမချအောင်။တောင်လမ်းပြီးမလဲရဘူးဆိုတာတောင်လမ်းတောင်ဘူးလို့ပေါ့နော်တောင်အမြင့်ဘက်ကိုမလဲရဘူးဆိုပြန်ပြီးလိတ်ပွားဖြစ်တယ်လို့နှိမ့်တယ်လို့ နွေဆိုင်နေလို့ရှိရင်လည်းမလဲရအောင်နွေဆိုဒီပင်နဲ့တော့မဆိုင်ဘူးအပေါ်မှာကြည့်ရတယ်ဒီပင်နဲ့တပင်နွေရရှိရလေနွေဆိုင်နေရပင်ဆိုရင်ကိုကတော့ဒီဘက်ကိုပေါ်ဥပမာဟိုဘက်ကိုလဲမယ်လို့ဒါရရှင်ပေးထားပေမဲ့ကိုကနွေဆိုင်နေလို့ရှိရင်အပင်ကဘယ်ဘက်ကိုလဲမှမသိရောဘူးအဲကြတော့ဟိုအောက်ကခုတ်တဲ့အနေရရှိရအောင်နော်အပင်လည်းအကောင်းနိုင်မရနိုင်ဘူးချတဲ့အပင်ပေါင်းပြင်းမှာတနည်းမှမလွတ်ရောပြဲလို့မရဘူး။တနည်းမှမလွတ်ရှင်ပြဲလို့ရတယ်မပြဲဆိုရ။ဥမာဒီပင်ကိုလက်ချလိုက်လို့ဒီဘက်ကကြောက်ဆိုတော့ငါလေး။ကြောက်ရှိလို့ရှင် တောက်ထိပ်ကိုလည်းမချအောင်ဒါပေမဲ့ဒီဘက်ကိုကြောက်နဲ့လွတ်တဲ့နေရာကိုလဲလဲလို့မမဖြစ်နိုင်ဘူးเนาะတောင်လန်ပြီးလဲရမယ်ဆိုတော့အပြင်မျိုးကြတော့ဒီပုံစံနဲ့ထားခဲ့ map ပဲပယ်လို့ရပယ်တယ်ဆိုတာဒီဘက်ဒီဘက်တော့ကျွန်တော်မခုတ်တော့ဘူးမြင်လိုက်တာပေါ့မြင်လိုက်လို့ရှိရင်ဟိုပေါ့အထောက်မန်နေဂျာပယ်ခွင့်ရှိတယ်သူကပယ်ခွင့်သွားဘူးပယ်ချင်တယ်လည်းပယ်လို့မရဘူးသူ့တက်မှတ်တဲ့ရာခိုင်နှုန်းထဲမှာ OSC မှာပယ်ရအောင်အဲ့လိုပယ်လိုက်လို့ရတယ်အဲ့လိုစစ်စစ်ပြီးတော့ဒီပင်ခုတ်လိုက်တယ် ဘယ်သူမှကြိုးမရှိနိုင်ဘူးအပင်လည်းပြတ်သွားမယ်ဆိုဆိုချင်းဒီတိုင်းပဲထားခဲ့တယ်ကြည်ပယ်လိုက်တယ်ပေါ့မှတ်ရပေးထားဆိုလဲပယ်ပစ်လိုက်တယ်အဲလိုလိုအဲလက်လို့ရတယ်သုံးလို့အပင်လက်လိုက်လို့ချင်းအကောင့်နိုင်နေဖြစ်မှာပေါ့နော်တစ်လဲကောင်းဆုံးတစ်တန်းထားလဲကောင်းဆုံးရမယ်ဆိုတဲ့အပင်တော့လဲတယ်အဲလိုလက်လိုက်တယ်ဘယ်သူမှလည်းကြိုးမရှိဘူးဒီပင်ကြီးကလည်းဆုံးချုံသွားနိုင်တယ်ဆိုလို့ချင်းအဲ့လိုပင်ကပယ်လိုက်တော့ ုံးဆက်ကူဒီပင်ကနေတစ်နှလုံးဆက်လို့ဆိုအောက်ကနှစ်ဟောဆုံးဆက်ရင်အောက်ကသုံးပေါ့နော်အလိုရိုက်တယ်ဒါကဒီမှာငုံမှာကျတော့အလုံးကြီးကအောက်မှာရိုက်တယ်ဟိုအပိုင်းကျတော့ဒီမှာဆိုလို့ရင်ဒီဘက်အရင်ပိုင်းပြစ်ပေါ့ဟောဆုံးဆက်ကူအပေါ်ကနေပြစ်အဲ့လိုရိုက်တယ်ဟိုဘက်ကျတော့ဆုံးဆက်ကူအပေါ်ကနေနှစ်ဟောစင်ရီဟာ၎င်းတို့ကိုအလေးချိန်ရဲ့တဝက်ခံဖြစ်တဲ့ကီလိုဂရမ်1000မှ2000အထိအလေးများကိုဆွဲနိုင်ပါတယ် တချို့သောဒေသတွေမှာတော့စင်တွေကိုတစ်ဆွဲရင်အတွက်သာမဟုတ်ပဲလဲထွန်ရံနဲ့ကုန်ကားကြီးများဆွဲရင်အတွက်လည်းအသုံးပြုကြပါတယ်။ဒါအပြင်တဘာဝအခြေပြုခီးသွွားလုပ်ငန်းများအဖြစ်စင်စကန်များကိုဖွင့်လှစ်ထားပြီးလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရာသီဥတုတည်တော်အမျိုးအစားမြေမျက်နှာတွင်ပြင်အနေအထားများအရာတည်ထုတ်လို့ရမှာဆင်ကိုအသုံးပြုခြင်းဟာတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးနဲ့ ကုန်ကြစရိတ်အသက်သာဆုံးလေးဖြစ်ပါတယ်။တနည်းအားဖြင့်ဆင်တွေဟာတောတောင်တဘာဝဂေယစနစ်ရဲ့မိဖက်တွေလည်းဖြစ်ကြပါတယ်။တစ်ထုတ်ရမှာစင်တွေကိုအသုံးပြုခြင်းကရင်ရန်နေရာများကိုအသုံးပြုခြင်းထက်တစ်တော်မြေစီလာတိုက်စားမှုများအပြင်မြေကြည့်ခြင်းကိုပါများစွာတက်တာစီုံသာမကငွေကုံကြေးကြတက်တာခြင်းတစ်တော်ပျက်စီးထိခိုက်မှုများနဲ့ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုများစွာတို့မှလည်းလုကင်းပြီး

ကုန်းတရဝါတရိษံတွေထဲမှာညံရီမြမောင်းမှုတွေကြောင့်တောင်ကုန်းတောင်တန်းဇောက်ကဘာများကိုမိုင်း20လောက်အထိပင်ခန့်မှန်းနိုင်တယ်လို့သိရှိခဲ့ရတယ်လို့ညေသားရဲ့တည်ငြိမ်မှုနဲ့နှုံနှင်းမှုတို့ကိုပါခန့်မှန်းနိုင်ကြောင်းလည်းသိရှိရပါတယ်ခင်းနဲ့အညီတောတောင်တဘာဝပတ်ဝန်းကျင်ထိမ့်သိရင်ရှူတော့မှကြည့်မယ်ဆိုရင်တစ်ထုတ်လို့ရမှာစင်သားလျင်အသင့်တော်ဆုံးလို့လိလာမှတ်သားရပါတယ် ဒါကြောင့်မို့တိုင်းပြည်အတွက်အကျိုးပြုခြင်းများစွာကိုဖော်ဆောင်ပေးနေတဲ့စင်တွေရဲ့ဘဝကိုတနာချစ်ခင်စာနာတန်ဖိုးထားနားလည်ပေးနိုင်ရေးအတွက်စင်များစွာတွေကမှတိဆွဲစင်တို့အကြောင်းတစည်းတစောင်းကိုပြိသက်များသိရှိအသိပညာများတိုးပွားကစင်တွေရဲ့တန်ဖိုးကိုသိရှိနိုင်စေဖို့ရိုက်ကူးတင်ဆက်ပေးလိုက်ပါရရှင်